Hello အားလုံးပဲမင်္ဂလာပါ Live for Su Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် ဆူရဲ့ key top lot တွေလည်းမတင်နိုင်ကြပြီပြီးခဲ့တဲ့နှစ် Golden Week မှာတော့ဆူကဂျပန်နိုင်ငံနေပြီးတော့ပြည်နယ်နိုင်ငံကိုဆယ်ရက်ကြာခီးသွားခဲ့ပေါ့နော်ပထမဆုံးဆူကဂျပန်နိုင်ငံ Fukuoka ကနေပြီးတော့ Hanwha ကို Bangkok Transit နဲ့သွားခဲ့ပြီးတော့ Hanwha မှာ၃ရက်လေခဲ့ပါတယ်ပထမတစ်ရက်မှာ Hanwha မြို့ထဲမှာရှောက်လေပြီးတော့ဒုတိယတစ်ရက်မှာတော့ဆူ Halong Bay ပေါ့နော်ပြည်နယ်မှာအရင်နာမည်ကြီးရဲ့ Halong Bay ကိုသွားခဲ့တယ်တတိယတစ်ရက်မှာ Hanwha မြို့ထဲမှာ Berry ထက်သွားအောင်လဲဆိုတာဆူနဲ့တူတူလိုက်ကြည့်ပါအောင်နော် ဗီယက်နမ်ခီးစင်မှာသူတို့ကမြောက်ပိုင်းမျိုးကြတဲ့ဗီယက်နမ်ရဲ့မျိုးတော့ပေါ့နော်ဟန်နွိုင်းကနေစပြီးတော့လဲတာပါဟန်နွိုင်းမျိုးမှာ၃ရက်လင်မယ်လို့စဉ်းစားထားရပေါ့နော်ဒီနေ့ကတော့ဟန်နွိုင်းမှာနောက်ဆုံးရက်လေးပါအဲနောက်ဆုံးရက်လေးဆိုတော့သူတို့ပို့ဖို့ပါပါစားကျင်တာလေးတွေသွားစားမယ်သူတို့ကဒီခောက်ဆွဲကိုမနှက်စာအနေနဲ့စားကြတယ်သူတို့မြန်မာလူမျိုးတွေတို့မိုဟင်ကစားတဲ့လူမျိုးပေါ့နော် အခုကဟန်ရိုင်းမှာအရင်နာမည်ကြီးရဲ့ coffee design လေးဒီဇိုင်းကိုသွားဖို့လမ်းပြောင်းနေလို့ပေါ့နော်အဲ့ coffee design လေးကတော်တော်လေးရှာလိုက်ရတယ်အဲနောက်ဆုံးရှာတွေ့သွားတယ်လို့လမ်းကျူလမ်းကြားလေးတွေကိုဝင်းပြီးတော့မှ coffee design ကအရန်ကိုမိုက်တာထူးခြားတဲ့အချက်ကလည်းအဲ့လိုမျိုးပေါ့နော်စိုင်းကျူစိုင်းကြားတဲ့ကိုဝင်သွားပြီးတော့မှအဲ့ coffee design မျိုးရောက်တဲ့ design ရဲ့ထူးခြားတဲ့ဟာလေးပေါ့နော် သူ့ရဲ့ signature ကတော့နာမည်ကြီးတဲ့ egg coffee ပါအဲ့တော့ဆိုလိုဒီ coffee ဆိုင်မှာ egg coffee တောင်းမယ်ပြီး BNN ခီးစင်တစ်ချောင်းလုံးမှာအရန်ကောင်းတဲ့စားတောက်ဆိုင်လေးတွေပြီးတော့သူတို့ရဲ့အစားအစာတွေကဘယ်လိုတွေရှိလဲဆိုတာကို food blog လေးနဲ့လည်းတသက်လုပ်သွားဖို့စဉ်းစားထားပါတယ်ဟုတ်ကဲ့ okay အဲပိုစီ50ပိုတပီယံပိုစီ50အဲအော်ကေပိုစီပိုစီ ပြီးပြီโอเคအခုကဟိုချီမင်းမွန်ဆွန်နီယံရောက်နေရပါဒီထဲကိုဝင်မယ်ဆိုလို့ရှိရင်လေသူကအတူအပြတ်အကွဲစကတ်မျိုးတွေအဲ့လိုမျိုးတွေဝင်လို့မရဘူးတကူလုံးလုံးလုံးထုံထုံဝစ်ထားတဲ့အဝတ်အစားမျိုးတွေမှပေးဝင်နေယောက်ျားလေးဆိုလို့ရှိရင်လည်းဆက်လက်တောက်တဲ့မိချစ်တို့ပါလို့လည်းပေးမသေးဘူးပေါ့နော်ဘယ်နဲ့တောက်တယ်တသိန်းတသိန်းသုံးတောင်းတယ်ဟိုဆောင်နေလှနေပါလေ စီကျုံးစီကြီးကြီးနေဟိုတယောက်ကဒီနေရာကြီးဟာဟိုချီမင်းရဲ့အုတ်ခုပေါ့နော်ဟိုချီမင်းရဲ့ရုပ်အလောင်းကိုဒီလိုထိမ့်သိမ်းထားတဲ့အဆောက်အဦကြီးပါဒီအထဲမှာကတော့လေ အဆောက်နေလဲရမ်းများတယ်ဒါကတော့သူတို့အဲဒီအဆောက်တွေကိုအလှဲကြလဲတဲ့အခမ်းအနားပုံစံမျိုးပေါ့နော် ပြီးွားလို့ရှိရင်ဆိုတော့1ပီလာပကိုရာကိုသွားခဲ့တယ်။အဲအဲ1ပီလာပကိုရာနဲ့ခိုချီမင်းမိုဆလီယန်ကသူကနေရာတစ်ခုထဲမှာပဲလမ်းလေးနည်းနည်းရှောက်လိုက်တာနဲ့ရောက်သွားတယ်ပေါ့နော်။အဲငါးလပိုင်းမှာကဗီယက်နမ်ရဲ့လွတ်လပ်ရေးနေ့ကြီးရှိတဲ့အတွက်ကြောင့်သူတို့ကဒွင်းခီးသွားရာသီလို့လည်းပြောလို့ရတယ်။အဲဒါပေမဲ့အဲ့မှာမျူဇီယံကတော့ပိတ်တယ်ပေါ့နော်။အဲဆိုတော့အဲ့ဒီမျူဇီယံကိုတော့မသွားခဲ့လိုက်ရဘူး။အခုကတော့ဆိုတော့မနက်ပိုင်းတစ်ပိုင်းလည်းရှောက်လေပြီးပြီဆိုတော့ဟိုတယ်ချက်အောက်လုပ်ပြီးတော့ airport ကိုသွားမယ်။ဒီမှာအချိန်နည်းနည်းလေးရနေရတဲ့လမ်းလျှောက် ပြီးတော့သွားလို့ရတဲ့နေရာလေးသွားခဲ့တယ်။အဲ့ချိန်မှာမမျော်လင့်မဲနဲ့ BNN အရန်လှတဲ့လမ်းလေးကိုလည်းရောက်ခဲ့တယ်။သူတို့ကဒီ BNN ခီးစင်မှာဆိုရင်ဘောနော BNN မြောက်ပိုင်းဟန်ရိုင်းကိုလဲမယ်။ BNN အလဲပိုင်းမြို့ဖြစ်တဲ့ဒန်နန်တို့ဟွေးတို့ဟွင်းတို့ကတပိုင်းလဲမယ်။ပြီးတော့ရင်တောင်ပိုင်းဖြစ်တဲ့ဟိုချီမင်းကိုလဲမယ်ဆိုပြီးသူတို့စီစဉ်ထားတယ်။ဒီခီးစင်ဘတ်ဂျက်ထရစ်ပေါ့နော်။ဒါပေမဲ့လည်းသူတို့ကတမျိုးနဲ့တမျိုးကိုကူးတဲ့အချိန်မှာဘတ်စကားတွေလိုရထားတွေလိုသုံးမယ်ဆိုလို့ရှိရင်ပေါ့နော်အရန်အချိန်ပေးရတယ်။သူတို့ကအချိန်ရလည်းတိတ်မရတဲ့အတွက်ကြောင့် ောင်တမျိုးနဲ့တမျိုးကိုကူတဲ့အချိန်မှာတော့သူတို့လင်းရင်နဲ့သွားမယ်လို့စဉ်းစားလိုက်တယ်ပေါ့နော်အဲ့အချိန်မှာလင်းရင်ကရင်ရှာကြည့်တဲ့အချိန်မှာလည်းသူကပြည်တွင်းလင်းရင်ကတွေအရင်ကြီးစီးမကြည့်ဘူးအဲ့တော့ဒီအချိန်နဲ့ energy ကို saving လုပ်တဲ့အနေနဲ့သူတို့ကတော့လင်းရင်နဲ့ကက်သွားတာကိုရွေးချယ်လိုက်ပါတယ် ငါလာပိုင်း VNN ကိုသွားမယ်ဆိုလို့ရှိရင်လေအချိန်ကအရန်ကိုပူတဲ့အချိန်ပေါ့နော်တော်တော်လေးပူတယ်ဆုဆိုရင်ဒီခီးစင်ပြန်လာပြီးတဲ့အချိန်မှာလေတကူလုံးကိုလေလက်တီ6တီဆိုတာရစရာမရှိအောင်မဲသွားတာပေါ့နော်အဲဒါကြောင့်မလို့ခီးသွားနေတဲ့တောက်လျှောက်မှာလေရေမြမြတောက်ဖို့လုံလုံချုံချုံဝှေ့ဖို့အားလုံးကိုပြုံအရာပြပြချင်ပါတယ်အခုကတော့ airport ကိုသွားဖို့ဆိုလို့ဘတ်စကားဂိတ်ကိုသွားနေရပါပေါ့နော်ဒီကမှအကြီးကျယ်လိုက်ရှင့်ကိုကဲဘလို့ဂျင်းတဲ့

ก็ตีเองก็ตีไปไปเนี่ยตอนเดียวอืมไม่กล้าบอกเลย Dan sekarang sibuk kamu. န်နွိုင်းနေစိမ့်မှာက domestic ဆိုလို့ရှိရင်တော်တော်များများက self check in ပေါ့နော်ဒီ boarding pass စီပိုင်းလေကိုပေါ့ကိုဆက်ကနေပြီးတော့ထုတ်သွားတာပေါ့နော်ဒါ feature ဆိုရင်တော်တော်လေးဆက်တီးတော်တော်များတယ်ဆိုလိုတာနေလေစာကိုတော့ဒီ airport ထဲမှာပဲစားပြီးတော့အခုဖွေးဆိုတဲ့မြို့ကိုသွားပါမယ်ဘောဒီဘောဒီအကျွေးနေပြန်တာလားဘောဒီအေးဒီကွာကူမမကိုညာကွာအဲ့လိုမျိုးပဲပနရင်းတော့ပနရင်းတော့အဲ့လိုရှိအောင်ဘာဖြစ်တာ သူတို့ရဲ့ဟန်နွိုင်းခီးစဉ်တွေကတော့ဒီမာရင်ပြီးဆုံးပါပြီ။တကယ်တော့လေဟန်နွိုင်းက3ရက်ထဲလေရတာလောက်တောင်မလောက်ဘူး။တကယ်ဆိုရင်4ရက်5ရက်လောက်လေရင်လေပို့ပြီးတော့ဆဆုံလင်လင်ရောက်မှာပေါ့နော်။သူတို့ကလည်းတခြားမျိုးတွေသွားလေကျင်တာဖြစ်တဲ့အတွက်ကြောင့်ဟန်နွိုင်းကိုတော့3ရက်လေးနဲ့တော့နှုတ်ဆက်ခဲ့ရပြီ။နောက်ထပ်လည်းဗီယက်နမ်ရဲ့တခြားမျိုးတွေကို သွားလေထားတဲ့ vlog တွေကိုလည်းတင်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ Life for Suit Channel လေးကို follow and subscribe လုပ်ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။ See you in the next video. Bye. bye.